အသားရေကောင်းဖို့အတွက်မျက်နှာကိုနှင်းစီတိရောက်စွာတန့်စီပေးဖို့လိုပါတယ်။ Masuri Flora Factor Gel ဖောင်းမှာတဘာဝပန်းခွေးသက်လေးပါဝင်လာကြောင့်မျက်နှာကိုတိကျစွာတန့်စီပေးပြီးအသားရေကိုနှူးညံ့စုပြေလာစေပါတယ်။ Masuri နဲ့အတူလှပခြင်းလေးကိုလက်ကမ်းကျူဆွလိုက်ရအောင်။ Masuri အိမ်မက်ဆောင်ရာစီစဉ်စစ်အစိုးပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်ရင်ဂီတလောကတဲကိုခြေချခဲ့တဲ့အစိုးရအုံမမွန်ရဲ့ပထမဆုံးခြေလှမ်းဖြစ်တဲ့အစပထမ audio cd ကို ဇူလိုင်လ17ရက်နေ့က Orchid Hotel မှာမိတ်ဆက်ခဲ့ပါတယ်။အဆိုတော်အိုမာမိုဟာတခိတခါကအောင်မြင်ခဲ့တဲ့မြန်မာတန်အဆိုတော်ရီရီတန်ရဲ့မြီးတစ်ပည့်ဖြစ်ပြီးအဆိုပြန်ပွဲကနေပထမဆုံးတကူတော် Elban ကိုထွက်ရှိလာခဲ့တာဖြစ်ပါတယ်။တေးဆရာဖို့ကရေးပေးခဲ့တဲ့တချင်းနာမည်ကိုပထမဆုံးတကူတော် Elban အတွက်နာမည်ပေးခဲ့တာဖြစ်ပြီးဒီ Elban တဲ့ကတချင်းတွေကို Portner Port Rock ပုံစံနဲ့တွေ့ရမယ်လို့ဆိုတော်အိုမာမွန်ကဆိုထားပါတယ်။ တော့အစပထမဆိုနာမည်လေးပြီးပြီကတော့အာညီမဟာဒီကိုကိုကပေါ့နော်စစ်တချီလေးတမုတ်ရေးပေးတယ်အဲအဲ့တချီလေးရဲ့နာမည်ကအစပထမဖြစ်နေတယ်အဲ့တော့ညီမစဉ်းစားလိုက်တယ်ညီမရဲ့အဖေကပထမဆုံးဖြစ်တဲ့အတွက်ကြောင့်ညီစပထမဆိုနာမည်လေးနဲ့ညီမရဲ့အဖေကပါလေးနဲ့အရင်လိုက်နေတယ်အဲ့ဒီတော့ညီမဒီတချီလေးကိုရွေးချယ်ပေးပါမယ်ဖြစ်ပါတယ်အများစုကတော့ပေါ့ဂီတာကိုညီမတို့အချိန်ခံပြီးတော့ပို့လို့ထားပါတယ်ဘာလို့ဆိုညီမရဲ့အတန်းနဲ့လိုက်ပြမယ်ချင်းတဲ့တေးဂီတာပုံစံမျိုးညီမကိုရွေးချယ်ထားတယ် တွေဖြစ်နေမှာညီမစိုးရိမ်လို့ညီမပေါက်ကတော့တို့အမျိုးလေးတွေတော့ညီမညှက်ခဲ့ထားပါတယ်ရှင်။ဒါပေမဲ့ဆိုပြီးတော့၄နှစ်လောက်ညီမအချိန်ယူပြီးတိတ်ချလုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်ညီမတတိချာချာစီစစ် ပြီးတော့ညီမအင်အားတွေအကုန်လုံးစိုက်ထုတ်ပြီးတော့လုပ်ထားတဲ့အဖွဲ့လေးပါ။အဲ့တော့ပြည်သက်တွေရဲ့ဒီနေ့ကအာဒီနေ့ကိုချစ်ရဲ့တစ်ချင်းလေးတွေဖြစ်ပါလေလို့ပဲညီမဒီကနေစီအောင်ဖြစ်ပါအစပထမတီးအယ်ဘမ်မှာ runner band နဲ့မောင်မောင်ပြည့်စုံတို့တီးခတ်ပေးထားတဲ့အချစ်တချင်းဆက်တဲ့ဘုတ်ပါဝင်မှာဖြစ်ပြီး The Sun Music Production ကနေ ဇူလိုင်လ20ရက်နေ့မှာဖြန့်ချီပေးသွားမှာဖြစ်ပါတယ်။အစပထမအယ်ဘမ်ထဲကတချင်းတွေကိုတေးရစီယာတွေဖြစ်တဲ့ရွှေကြောကြောဖူကာအောင်ကူမြင့်ဟဲလီဝေလာညီမင်းခိုင်ဇဝါတာယနဲ့ရှမ်းလီတို့ကပုံဖော်ရေးဆက်ပေးထားတာပါ။အစပထမတေးအယ်ဘမ်ထဲကဖူစာလန်ခွဲဆိုတဲ့တချင်းကိုရေးဆက်ပေးခဲ့တဲ့ဆူရောဟဲလီကဒီတချင်းကိုဖူစာပါလဲလန်ခွဲရတတ်တယ်ဆိုတဲ့ပုံစံလေးရေးပေးထားတာဖြစ်ပြီးဆိုတော့အိုမာမွန်ရဲ့မြမတန်တီဆိုပိုင်နိုင်မှုကိုချီးကျူးခဲ့ပါသေးတယ်။ အခုစားတဲ့ပတ်စံတဲ့ခြေလေးလို့ reggae ခြေလေးပုံပြီးထားပါတယ်။ဘက်ကဲတော်လေးတွေအကြောင်းတွေ့ရတာဖြစ်ပြတဲ့ကြက်တနာလေးတွေဒါမျိုးလေးတွေထားပါတယ်။ဒီပညာပိုင်းမှာရောလူမှုဆက်ဆံရေးပိုင်းမှာရောတက်ချီတဲ့မြန်မာပြည်ပြောင်းလို့မြန်မာလက်ထူအားတော်ပါတယ်။ဒီအခုဒီနေ့ရမှသူအားမြန်မာသားဂီတမှာလည်းပပိုင်းနိုင်နိုင်ပြီးဆိုနိုင်တဲ့တကယ်တကျွမ်းတဲ့မြန်မာလေးတွေရောက်ပြရတယ်ပြရတယ်ဆိုတော့တကယ်တော့သူမြန်မာဆိုတော့အမမွန်အနေနဲ့မြန်မာမှုမြန်မာဟန်တေးဂီတအခြေခံတွေတက်မြောက်ထားတဲ့အတွက် သူ့ရဲ့ဂီတသက်တမ်းတစ်လျှောက်မှာတံပိုးရှိတဲ့ဂီတတွေဖြစ်လာမယ်လို့မျှော်လင့်နေတဲ့သူကမြန်မာတန်းဆိုတော်ရည်ရည်တက်မှာလူဝဲတဲ့အရောပေါပေါပါပဲခေါ်လူပညာမြေတဲ့ဘက်မှာသူသက်ရှင်းနှစ်ပြီလောက်ပြန်စပြီးတော့ဒီနေ့တိုင်ဒီသင်ကြားတော့မှာပဲသူကမြန်မာမှုမြန်မာဟန်ဒီဂီတတွေကိုလည်းသူကြိုးစားပြီးတော့ဆယ်နှစ်လောက်ဆက်တိုက်သင်လာတာ ဖြစ်ပါတယ်ဒီလိုဒီမှာညတိုင်းလာလာပြီးသင်ယူပါတယ်အချိန်ကြီးတစ်ချိန်ကတော့ ်ခင်ဟောင်းကလာပေါ်နှစ်နှစ်ဆယ်ဒီအားလုံးကသူပါခြေကအပြည့်တော်တော်လေးလုံလုံလောက်လောက်သင်ကြားခံရတဲ့သတိဖြစ်ပါလေသူရဲ့ဂီတတက်သန်းတစ်လျှောက်လုံးမှာဒီရဲ့အားကောင်းမှုမှာသူ့အတွက်ကအလွန်တန်ဖိုးရှိတဲ့ဂီတတွေဖြစ်ပါလေအသက်ရဲ့ဂီတတက်တန်းတွေဘလောက်ပဲရင့်ရင်ဒီနည်းပညာသူ့ကနောက်ကိုလိုက်ပြီးအများပဲကောင်းတဲ့အကျိုးတွေပေးနေမှာအများကြီးသူ့အတွက်ကတန်ဖိုးရှိပါလေ